်မင်္ဂလာပါရှင်ကျမတို့ဖူးဤနွယ်ပါဒီဗီယူမင်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့တဲ့တွေကို တင်ဆက်ပေးပါပါအင်အားပြင်းငလင်ကြောင့်ထိခိုက်ဆုံးရှုံးခဲ့သူတွေကိုအထောက်ပံ့ပေးဖို့အတွက်နိုင်ရလက်ဝေပွဲရီမှာတုံးခဲ့တဲ့လက်အိတ်တွေကိုလှူဒန်းမယ်လို့မြမစဘအုံး MMA fighter အောင်လာအန်ဆန်ကမက်လ30ရဲ့မနေ့ကသူ့ရဲ့လူမှုကွန်ရက်ဆာမျက်နှာကနေအသိပေးကြေညာလိုက်ပါတယ်။ မြန်မာနိုင်ငံအလဲပိုင်းမန္တလေးနဲ့စကိုင်းဒေသတွေမှာပြင်းထန်တဲ့ငလင်တန်ကြောင့်မယုံနိုင်လောက်အောင်ဆုံးရှုံးမှုကြီးမားခဲ့တဲ့အတွက်ပြည်လဲထူထောင်ရေးလုပ်ဖို့လှူဒါန်းလာလို့သူကဆိုပါတယ်။အနိုင်ရလက်အိတ်တွေဟာခံနိုင်ရေးအာမခံမှုနဲ့ခွန်အားရဲ့သင်္ကေတဖြစ်ပြီးအခုချိန်မှာမြန်မာပြည်သူတွေဟာလည်းပြည်လဲရှင်သန်ထမြောက်ဖို့လိုအပ်နေတဲ့အတွက်ဒီလက်အိတ်တွေကိုလှူဒါန်းဖို့ရွေးချယ်ခဲ့တာလို့သူကဆိုပါတယ်။လက်အိတ်တွေကိုကျန်းကင်းစေး3300ကျပ်ဒါမှမဟုတ်အမေရိကန်ဒေါ်လာ6500နဲ့ မတ်လ31ရက်မနက်7:00နာရီကနေဧပြီလ6ရက်ညနေ6:00နာရီအထိလေလံစနစ်နဲ့ရောင်းချမယ်လို့အွန်လိုင်းအစံကကြေညာထားပါတယ်။ရန်ကုန်မြို့လိုင်မြို့နယ်ဓမာယုံလန်းအမှတ်20က Gallery အုံမာမှာလက်အိတ်တွေကိုကိုရိုင်းလိုင်းကိုကြည့်ရှုနိုင်တယ်လို့လည်းဆိုပါတယ်ရှင်။တိုက်ပွဲပြင်းပြင်းထန်ထန်မဖြစ်တာတပတ်ဝန်းကျင်ရှိလာပေမဲ့စစ်ကောင်စီတပ်ကမတ်လ30ရက်နေ့မှာပဲပမောကိုဘုံကျဲသွားတယ်လို့မြေပြင်တပ်တွေနဲ့နှီးဆက်တဲ့ဒေသခံကပြောပါရတယ်။ ဒါပေမဲ့ဘယ်နေရာကိုဘုံးပနှလုံးကျဲချသွားတယ်ဆိုတာနဲ့ထိခိုက်မှုအခြေအနေကိုတော့မသိရှိရသေးပါဘူး။မြေပြင်တိုက်ပွဲကမရှိဘူးထင်တယ်။မြေပြင်မှာပြစ်ခတ်မှုမရှိသလောက်ဖြစ်နေတာညင်နေတာတပတ်ကျော်ပြီလို့ဒေသခံကပြောပါတယ်။ကချင်လွတ်လပ်ရေးတပ်မတော် KIA ပြောခွင့်ရသူဘုံမူကြီးနော်ဘူးကတော့ဘုံကျဲရံနဲ့ပတ်သက်လို့သူ့စီတရင်ရောက်တာမရှိသေးဘူးလို့ DVB ကိုပြောပါရယ်။မြေပြင်မှာထိုးစစ်တွေရထားကြောင်းနဲ့စစ်ကောင်စီတပ်တွေထွက်လာရင်တော့ပြစ်ခတ်မှုတချို့ဖြစ်တာရှိတယ်လို့လည်းသူကပြောပါရယ်ရှင်။ ဘုကိုရိုင်းတောင်ငူမြို့မှာမတ်လ29ရက်နေ့ကမြင်းကလေးအေးပေါ်အခြေအနေအတန်ချဲ့ဆက်တဲ့လိုက်လံအသိပေးခဲ့ပေမဲ့ပြည်သူတွေကိုစစ်ကောင်စီတပ်ကမိုင်းတာကွင်းအတွင်းကိုပေးမွင်ခဲ့ဘူးလို့မြို့ကန်တွေကပြောပါရယ်။ဒါပေမဲ့ငလင်ဘေးလွတ်နိုင်တဲ့မြေနေရာအကျယ်အဝန်းရှိတဲ့မိုင်းတာကွင်းအတွင်းတွေကိုပြည်သူတွေဝင်ရောက်ဖို့စူးစမ်းရမှာတော့ခွင့်မပြုခဲ့ဘူးလို့တောင်ငူမြို့ခံကပြောပါရယ်။ မြင်းကလေးသတိပေးချက်ကြောင့်မြို့ရင်းနေထိုင်သူတွေနဲ့ဆေးရုံတက်ကူတာနေရတဲ့လူနာတွေအများအပြားမိုင်းတာကွင်းကိုလာရောက်နေထိုင်ကြပေမဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကကွင်းအတွင်ပင်းမွင်ပဲပြန်လွှတ်နေတာကြောင့်ပြည်သူတွေနေစရာနေရာမရှိလမ်းမတွေပေါ်မှာတွာလာနေထိုင်နေကြရတယ်လို့သိရပါဗျ။မတ်လ28ရက်ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းမြင်းကလေးနဲ့နောက်ဆက်တွဲကလေးတွေကြောင့်တောင်ကုန်းမြို့မှာလည်းအစာအုပ်တွေပြိုကျပျက်စီးပြီးတော့တေဆုံးသူတွေလည်းရှိခဲ့ပါတယ်ရှင်။ မ္မတဒေါ်နယ်ထရမ့်က VOA ကိုပိတ်သိမ်းမှုအပေါ်နယူးယောက်တောင်ပိုင်း KI တရားရုံးကယာယီတားမြစ်မိတ်ထုတ်ပြန်လိုက်ပါတယ်ဒီသတင်းကိုသုတချန်သာပြပို့ထားပါရရှင် VOA ဂျာနယ်လစ်တွေဆွဲဆိုထားတဲ့သမ္မတဒေါ်နယ်ထရမ့်က VOA ကိုပိတ်သိမ်းခဲ့တဲ့အမှုကိုနယူးယောက်မြို့တောင်ပိုင်းခရင်တရားရုံးကဒေသစံနှုန်းချင်းမတ်လ28ရက်နေ့မနက်ပိုင်းမှာစတင်ကြေညာခဲ့တာပါပထမဆုံးကြေညာမှုအပြီးမွန်လွယ်ပိုင်းမှာနယူးယောက်တောင်ပိုင်းခရင်တရားသူကြီးကထရမ့်ရဲ့လုပ်ရက်ကိုယာယီတာမြင့်မိန်ထုတ်ပြန်ခဲ့ပြီး27ရက်အကြာမှာနောက်ထပ်ရုံးချင်းပြန်ခေါ်ဆိုခဲ့တယ်လို့ VOA ဘက်ကဥဆောင်တရားဆွဲဆိုသူ၃ယောက်ထဲမှာပါဝင်တဲ့ Steve Harman ကသူ့ရဲ့ X လူမှုကွန်ရက်မှာရေးသားခဲ့ပါတယ် ဒီအခြေအနေတွေနဲ့ပတ်သက်ပြီးတရားရုံးကြားနာမှုမှာပါဝင်ခဲ့တဲ့ VOA မြန်မာပိုင်းအစီအစဉ်တင်ဆက်သူမဲ့အင်ဂျင်နီယာကအခုလိုပြောပါတယ်။ရုပ်တရက်ပေါ့နော် VOA ဝန်ထမ်းအကုန်လုံးကိုလစာနေပေါ့နော်ကျမတို့ administrative leave ပေးလိုက်ပြီးတော့ကျမတို့ VOA မှာ လုပ်ငန်းတွေနဲ့ပတ်နေတဲ့အတန်လွတ်လုပ်ငန်းတွေအားလုံးကိုသူတို့ကယာယီရက်ဆိုင်လိုက်တယ်ပေါ့နော်။အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့ရယ်နောက်ပြီးတော့ကျမတို့ကိုချုပ်တင်အကြောင်းကြားခြင်းမရှိဘဲနဲ့သူတို့လုတ်ခဲ့တဲ့လုတ်ရက်တွေက American မှာပြဋ္ဌာန်းထားတဲ့တရားဥပဒေပေါ့နော်။အထူးသဖြင့်အလုံသမားဥပဒေကိုချိုးဖောက်တယ်။နောက်ပြီး ော့ဒီအခုတရားစွဲတဲ့ကိစ္စမှာတော့ကျမတို့ကအဓိကတော့ American ရဲ့ဖွဲ့စည်းပုံခြေခံဥပဒေရဲ့ပထမအဆုံးပြင်ဆင်ချက်ဥပဒေပြဋ္ဌာန်းထားတာပေါ့နော်အဲ့ဒါကလွတ်လပ်စွာကြောဆိုပိုင်ခွင့်ဆိုတော့အဲ့ဒီအချက်ကိုအခုဒီ US AGM ဆိုတဲ့ agency ရဲ့လုပ်ရက်ကချိုးဖောက်တာဆိုတာမျိုးနဲ့ကျမတို့အဓိကတရားစွဲထားတယ် အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့ကန် VOA ဂျာနယ်လစ်တွေက Trump အစိုးရနဲ့ Global Media အစိုးရ Agency USA GM ရဲ့အထူးကြံပေးဖြစ်သမ္မတ Trump ကအဆိုပြုထားသူ Carrie Lake တို့ကိုပြီးခဲ့တဲ့သတင်းမှတ်မှာကြားဆွဲဆိုထားတာပါ။ VOA ဝန်ထမ်းတွေကိုလက်သနဲ့ခွင့်ပေးထားတဲ့အစိုးရရဲ့ဆုံးဖြတ်ချက်ကိုပြင်ဆင်မှုအစိုးရရဲ့ဒီလိုရက်ကိုတရားမဝင်ကြောင်းသတ်မှတ်ဖို့နဲ့တမရအမိန့်ကိုအကောင့်ထဲပေါ်နေတာတွေကိုယာယီတားမြစ်မိန့်ထုတ်ပေးဖို့စတဲ့ချက်တွေကို VOA ဝန်ထမ်းတွေကတရားရုံးကိုတိုက်တွန်းတောင်းဆိုထားတာဖြစ်ပါတယ်။ VOA သတင်းဌာနကို Trump အစိုးရကပိတ်သိမ်းတဲ့ဟာတရားမဝင်ကြောင်းဒေသစံတော်ချိန်26ရက်နေ့က VOA ညွှန်ကြားရေးမှူး Michael Abramowitz ကိုယ်တိုင်လည်း Federal တရားရုံးမှာတရားစွဲဆိုထားပါတယ်။ Congress ပေါ့နော်ဒီလွှတ်တော်ကနေပြီးတော့ပြဋ္ဌာန်းထားတဲ့သဘောတူအတည်ပြုထားတဲ့ budget အသုံးငွေပေါ့ ျမတို့ VOA နဲ့ကျမတို့ရဲ့ sister အဖွဲ့အစည်းတွေဖြစ်တဲ့ RFA RFV ပေါ့လေဒီအဖွဲ့အစည်းနဲ့ပတ်သက်ပြီးတော့လွတ်တော်ကတောင်မှအတည်ပြုထားတဲ့ budget ငွေတွေနဲ့ပတ်သက်ပြီးတော့သမရ Trump အစိုးရကနေပြီးတော့ပေါ့နော်ဒါတွေကိုကြော်လွန်ပြီးတော့လုတ်ပိုင်ခွင့်အာဏာကိုသုံးခဲ့တဲ့အပေါ်မှာဒါကဥပဒေကိုချိုးဖောက်တာပေါ့နော်သမရအာဏာကိုမလိုအပ်ဘဲသုံးတယ်ဆိုတဲ့စွဲချက်ပေါ့နော်အဲ့ဒါတွေလည်းပါတယ်ကျမတို့တင်ပြတာကတော့ VOA လုပ်ငန်းတွေပြန်ပြီးတော့အရင်တိုင်းလဲပတ်ဖို့ပေါ့နော်နောက်ဝန်ထမ်းတွေအားလုံးကိုပြန်ခန့်ဖို့ပေါ့ ါလေကျမတို့အခုတို့ချက်ချင်းဒီအလောက်ကနေပြီးတော့ရက်ဆိုင်လိုက်တဲ့တခြားဝန်ထမ်းတွေကိုအားလုံးကိုလည်းပြန်ပြီးတော့လုပ်ငန်းခွင်ပြန်ပြီးတော့ဝင်ဖို့ပေါ့နော်အဲ့ဒီအချက်ကိုတရားရုံးမှာကျမတို့တောင်းဆိုထားတယ်အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကဒေသစံတော်ချိန်မတ်လ14ရက်နေ့မှာသတင်းဌာနတွေကိုစီမံကိန်းကြွတဲ့ Global Media Asia Agency USAGM United States Agency for Global Media အပါအဝင်တခြားအစိုးရ Agency 6ခုရဲ့လုပ်ငန်းဆောင်ရွက်မှုတွေကိုအနည်းဆုံးဖြစ်အောင်ထားဖို့ညွှန်ကြားချက်မှာလက်မှတ်ရေးထိုးခဲ့တာပါ တမရဒွန်နယ်ထရမ့်ဟာအစိုးရလုပ်ငန်းတွေအားလုံးရဲ့ငွေကြေးသုံးစွဲမှုနဲ့ဝန်ထမ်းခန့်မှုအခြေအနေတွေကိုပြန်လည်သုံးသပ်နေတာဖြစ်ပြီး USAGM ကိုလည်းပြန်လည်သုံးသပ်ဖို့အခုလိုညွှန်ကြားချက်ထွက်လာတာဖြစ်ပါတယ်။တမရအမိန့်ကိုကန့်ကွက်ကြောင်းပြီးခဲ့တဲ့သတင်းပတ်မှာတင်ပြခဲ့တဲ့အတွက် American KI တရားသူကြီး Rice Lambert က Radio Free Europe Radio Liberty တို့ကိုရမငွေရက်ဆိုင်ခြင်းကိုရပ်တန့်မှု match လ25ရက်နေ့မှာယာယီတားမြစ်မိန့်ကိုထုတ်ပြန်ထားပါတယ် VOA က1994ခုနှစ်မှာပါဝင်လက်မှတ်ရေးထိုးထားတဲ့နိုင်ငံတကာထုတ်လွှင့်မှုဥပဒေရဲ့အကာအကွယ်ကိုခံစားပန်ခွင့်ရှိ ှိနေပြီးဥပဒေပါပြဋ္ဌာန်းချက်တွေအရအမေရိကန်အစိုးရအရာရှိတွေက VOA တည်ထင်ထားတဲ့လုပ်ငန်းတွေကိုဝင်ရောက်ဆွတ်ဖက်မှုကနေကင်းလွတ်ခွင့်ရနိုင်တဲ့အခြေအနေဖြစ်ပါတယ်။ကျွန်တော်တုဒ္ဒချန်လာပါ Richter scale ခုနှစ်မှခုနှစ်ရှိရဲ့အင်အားပြင်းငလင်လှုပ်ခတ်ခဲ့ပြန်တော့ မြန်မာစစ်ကောင်စီခေါင်းဆောင်ရဲ့အကူအညီတောင်းခံမှုကိုတုတ်ပြန်တဲ့အနေနဲ့မြန်မာနိုင်ငံကိုကူညီဖို့တပ်မတော်စစ်တပ်ဖွဲ့ပထမတုတ်ပြန်ရေးအရာရှိတွေနဲ့လေတပ်သားတွေအပါအဝင်လူအင်အား55ဦးပါတဲ့အဖွဲ့ကိုစေလွတ်ခဲ့တယ်လို့ထိုင်းကာကွယ်ရေးဝန်ကြီးကမတ်လ30ရက်မှာပြောပါတယ်ထိုင်းနိုင်ငံဟာလာမယ့်ရက်တွေအတွင်းမြန်မာနိုင်ငံကိုကူညီဖို့ဝန်ထမ်းအင်အားပို့လွှတ်မယ်လို့ထိုင်းကာကွယ်ဝင်ကြီးကပြောခဲ့ပါဗျ။တောက်ချန်နေက Richard Scale 9.9အဆင့်ရှိတဲ့ငလင်လောက်ခတ်ခဲ့လို့ လူ1600ထပ်မင်းတေဆုံးပြီးအယောက်3400ဒဏ်ရာရခဲ့တယ်လို့မြန်မာစစ်ကောင်စီကစနေညကပြောခဲ့ပါတယ်။အင်းဒီချင်းနိုင်ငံတွေဖြစ်တဲ့အိန္ဒိယ၊တရုတ်၊ထိုင်း၊မလေးရှား၊စင်ကာပူနဲ့ရုရှားနိုင်ငံတို့ကကယ်ဆယ်ရေးပစ္စည်းတွေနဲ့အဖွဲ့တွေကိုမြန်မာနိုင်ငံစီဆင်လွတ်ခဲ့ကြပါတယ်ရှင်။ TV ဦးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါ။ကျမတော့ဖူးအီအီနဲ့ပါ။ကြည့်ရှုနာဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။